င်္ဂလာပါရှင်ဆီယာမကြီးခင်းနှင်းယူရေးသားထားတဲ့ပါဖောင်ဖောင် ပြတနာဆိုတဲ့ဝိထုထိုးလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ပါဖောင်ဖောင်ပြတနာ ဖြစ်လာသောအကြောင်းတရားတို့ကိုလက်ခံ၍ရင်ဆိုင်ပါတော့မည်ဟုဒေါ်သိညွန်းကဆုံးဖြတ်လိုက်ပါသည်အိတ်ခမ်းထဲရှိပဒင်းဘေးမှထိုင်ရင်းအပြင်ကို ကြည်နေမိသည်ခြံစည်းရိုးအနီးကတရက်ပင်သည်တရက်ဖူးများဝေနေပြီတရက်ဖူးများမှာရနံရှိသည်တရက်တော်ရွာခြံကြီးထဲမှာနေစဉ်ကတော့အိမ်နောက်ဖက်တွင်တရက်ပင်များများပြားသည်မြေကံပဲအိမ်ဘေးမှာပဲပုံညက်ပင်ရှိသည် တရဖူးချိန်မှာမွေးပြန့်သော ရနံ့ကို သူခံစားမိသည်တရကင်းလေးများတီလာပြီးဆိုအိမ်နီနာချင်းများလာကောက်သည် ဆိုင်သည်ကတော့အစိမ့်တိုး၍ကောင်းသည်တလက်ဖက်တရသည်ကတော့မိတော်မှမွေဤအောင်ခြုံများနေသည် ရန်ကုန်ရောက်ကလေးကတလက်ဖက်တရသည်ကိုမဆ aya တရတော်ရွာကအင်ကြီးကို လွမ်းသာနောက်ဖက်မှာစပယ်စီများလည်းရှိသည်တောင်ဘက်မှာ မြစ်စိတ်ကန်းကသူတို့အိမ်မှာရေစင်တံတားလေးထူထားသည် သူတို့ခြံဝင်းထဲမှာမို့ဒီတံတားလေးက သူတို့ကိုပိုင်ရွာနေမဆိုင် အိမ်လုံးများပြီး၍ညနေဆောင်ရေစင်တံတားဘော်ကခုံနှမ်းမှထိုင်က သူအပန်းဖြေလေးရှိသည်တခါတည်းရန်တငယ်ချင်းများလာတတ်သည်ညနေဤနေကြီးကဝါဖြော့ဖြော့အပူချိန်မပြင်းတော့ပေမြေပြင်မှာလေညင်းဖြင့်ကရက်ထနေသော ရေပြင်ပေါ်တွင် နေကြီးများကရှွန်ပဝင်လက်နေသည်ကိုသူကြည့်၍မဆုံးထိုနေကြီးတန်းများပေါ်ကရေပြင်းမှာလေကလေးတစ်စင်းကိုလှော်ကကိုထွန်မင်းရောက်လာနေကြ သူရင်ထဲမှာထိုစင်ကနေရောင်ကြီးဝင်လက်လက်များပပြန်ထားသော မြစ်ပြင်ပေါ်ကလေကလေးသည် မြင်ဘူးသမျှပကြီကားချက်ထဲမှာအလားဆုံးဟုထင်ခဲ့သည် တရားရနေသူချင်းလမ်းလျှောက်လာ၍ရပေမဲ့ကိုထွန်မင်းကလေကလေးနှင့်လာတတ်သည် ဒါကိုကလွမ်းမိုးကြည်နူးဝေရာတမျိုးပါပဲကိုထုံးမင်းကအသာသာညူသည် မျက်လုံးမျက်ဖန်ကောင်းသည်နှုတ်ခမ်းပါနှင့် စကားပြောကလည်းတိမ်မွေးသည်ကြမ်းခိုင်တောင်တင်းသော ကိုလုံးနှင့်ယောက်ျားပီသားသူပဲသူကတော့ခပ်ပိန်ပိန်ပါပါ အသာဖြူ၍ကိုဟန်နှဲ့သည်တငယ်ချင်းမတွေကတော့သူမျက်လုံးရွှွန်ပပုံကိုချီကျူးကြသည်သူပါလေးများမို့နေ၍နာတန်ကတော့ခပ်ပီပီလေးဖြစ်နေသည် နှစ်ဖက်မိဘများကယခင်ခေလေပိုင်ရှင်များယခုတော့လေပိုင်ရှင်မဟုတ်တော့ပေမည်တမိသားစုစားလောက်ယုံလေတော့ရှိသေးသည်မတင်ညွတ်မိဘများကစဘာပေးလေပေးသည်စဘာကိုဝယ်ယူတူလောင်၍စဘာအယောင်ဝယ်လုပ်သည်ကိုထွန်မင်းမိဘများကဂေါ်ဒူတောင်မှစံစဲတည်၍ထားသည်နှစ်ဖက်မိဘများကရွာဦးမြောက်ဖက်ចောင်းကိုជីညိုသောတကာတကာမာရီဖြစ်သည် ။ကျောင်းကိုမတင်ညွတ်မိဘများက ဆောက်၍တိန်နှင့်ကျောင်းပြင်ရှိစရက်ကို ကိုထွန်မင်းမိဘများကလှူသည်။သူတို့လက်ထပ်ပြီးတော့ကိုထွန်မင်းကတည့်ရတော်မှပဲအချီချ၍မတင်ညွတ်မိဘများစဘာအလုပ်ကိုဦးစီးသည်။တာကြီးထွန်ရွှေအောင် သမီးတင်းဖြူဝင်းတားငယ်ထွန်ငွေဆောင်တို့ကိုမွေးပြီးတော့လေမူလာတန်းအောင်ကလေးကမြောင်မြောက်ကိုပို့ကာကြောင်းထားသည်။မြောင်များကကိုထွန်မင်းအမျိုးအိမ်မှာထား၍ကြောင်တက်စေပါသည် ကိုထုံမင်းကစဘာအယောင်းဝဲဦးစည်းသီးသာဆိုသည်တပတ်တစ်ခါလောက်မြောင်များတိတ်သာသမီများကိုတွားကြည့်စားတော့เสียပူရသည်အိမ်ရောက်တော့စဘာရောင်းသူဝဲသူများ ပွဲစားများကိုအေခန်ကျွေးမွေးရသည်အိမ်နောက်ဖက်ဆောင်မှာအတောက်ပွဲလေးကအစမတင်ညွန်ကစီစဉ်ပေးရသည်ဧည့်သည်များအတွက်ချက်ရပြုတ်ရစဘာအယောင်းဝဲအသေးစိတ်စည်ရင်ကြံရနဲ့မတင်ညွန်တခါမှအားလက်သည်မရှိခဲ့ တာသမီများထံကိုထွန်မင်းသွားမည်ဆိုတော့တရက်တော်မှပေါ်သည့်ငါးပစွန်များ ကြော်ရချက်ရငပိကြော်ရနဲ့တခါမှမအားပါရွာဦးကျောင်းဆရာတော်ဦးဇော်ဒီကထံကိုလည်းစွန်နေတိုင်းပို့ရသည်မတင်ညွတ်တို့မိဘများ မကွယ်လွန်ခင်ကတည်းကကိုးကွယ်လာခဲ့သောဆရာတော်မှာအသက်60နာနီးလာပြီ မိဘများမရှိသေးနောက်မတင်ညွတ်က တင့်တော်ရာဓာတ်စာများကို စီစီအားကြီးဦးဖေးကြီးညွှန်ကြားသည့်အတိုင်းဟင်ချက်၍ပို့ရသည် ကိုထွန်းမင်းမတင်ညွန့်ဘဝမှယခုတော့ကျောင်းတကာဦးထွန်းမင်းကျောင်းမှာဒေါ်တင်ညွန့်ဖြစ်လာခဲ့ပြီတာကြီးစေတန်းဖြီဆိုရမည်နှစ်ကဦးထွန်းမင်းမြောင်များကို နှစ်ပတ်မှတစ်ခါပဲသွားတော့သည်စဘာရောင်ဝဲတာထိဖုန်ကြီးကျောင်းကိုပိုကယူဆိုင်သည် မိဘများဆောက်ခဲ့သောဇီယနှင့်တိမ်ကိုပြင်ခဲ့၍မိဘများကိုအမူထားကာ ဦးထွန်းမင်းဒေါ်သိညွန့်ဟု၍အလူတရဲကအမိများကပြီးထိုခဲ့သည်ညနေတိုင်းနေမညိုခင်ကပင်ရွာမြောက်ဖက်ကျောင်းကိုထွက်သွားတတ်သည်မိုးချုံမှ ပြန်ရောက်သည် မသိညွန့်အနေနဲ့ထိုင်ခဲ့သော ရေစင်းတံတားလေးပေါ်ရှိ ခုံတန်းရပေါ်မှာယခုဒေါ်သိညွန့်ထိုင်နေသည်ရေပြင်မှာကရက်နူလေးများလူလွန့်နေသည် နေကြီးကလည်းဝင်လက်နေစေပါပဲသူသည် လေကိုအာရပါရရှူရှိုက်လိုက်သည် လူဘဝများတာသမီ လင်ကိစ္စစီဘွားရေးများနဲ့လုံးလေလိုက်နေလိုက်တာအပြူဘွားကထိုင်နေကြအေးစင်းတရားလေးပေါ်မှာတောင်းမထိုင်မီယခုထိုင်ပြီးတော့မှ အစမ်းလိုပဲရေပြင်ကိုငေးနေမိသည်ကိုထုံမင်းသည်လေကလေးနဲ့မရောက်လာတော့သူကဦးထုံမင်းဖြစ်သွားလေတော့သွားမြဲဖုန်ကြီးချောင်းကိုသွားနေပြီမိုးဦးကြဝါဆိုးဖြစ်၍တိညိုအုံများကောင်းကင်မှရစ်တိုင်းလာပြီး ပုံညပန်ရနံကလေတွင်အေးချိုနေသည်တဖြည်းဖြည်းနေလုံးက မြစ်ပြင်တစ်ဖက်ကန်တော်တန်းမှာနှင်စင်းဝင်သွားပြီငှက်ဖြူတအုပ်ကလည်းပြာလဲသောကောင်းကင်နောက်ခတ်မှာအဝေတို့ပြန်တန်းသွားကြသည်ကိုငေးမော်ရင်းဒေါ်တန်းညွန်ဝမ်းနေသလိုဖြစ်သွားသည်တစားတစားမြစ်ပြင်ကိုအမောင်ရိတ်တန်းလာပြီဒေါ်လေးညွန်ဒေါ်လေးညွန်အပြေးအလွာသူ့မိကို အော်ခေါ်ရင်းထမင်းကျက်ဖို့တင်အေးကပြေးလာသည် သူအနာရောက်မှ မော်ကြီးပန်းကြီးပြောသည်ဆရာတော်ဖရာရုတ်တရက်အောင်လို့တဲ့ကြောင်သားလေးအောင်ဘူးလားခေါ်တယ်ဟေးအေးအေးငါလိုက်ခဲ့မယ်သူသည်အိမ်ထဲဝင်ကအိမ်သုံးလေးစီပျိုးစီဘူးများယူတပည့်တထိတ်တိုင်း၍ကြောင်စီတို့စင်အင်းနဲ့အတူအပြေးလွာရောက်သွားသည်ဆရာတော်ကြီးအပါမှာကပိယာကြီးဘာကြီးပုံတယောက်ပဲရှိသည်သူယောက်ျောင်းလျှောက်၍ဆရာတော်ကိုဦးချရင်း ဘိုက်အောက်တင်နေရာကိုလူဘိုကပီယာကြီးအား POC ပေးလေစည်းကိုလည်းတိုက်သည်ထွန်းတော်ကိုဆရာကြီးဥဖေကြီးပင့်ခိုင်းလိုက်တယ်မတင်ညွန့်စီတော့အောင်ဖို့ပဲလွတ်လိုက်ရတယ်ကပီယာကြီးကစီလူရင်ပြောပြသည်ဆရာတော်ဖရာကြီးသည် အသက်ကလည်းကြည်၍အသက်ရှူကလည်းပုံမှန်မဟုတ်သလိုပါပဲစကားမပြောနိုင်ညင်းညူနေသည်ဥဖေကြီးရောက်လာ၍စေဝါများတိုက်စောင့်ကြည့်ရင်မှ စနနာရီထိုးကန်းဒီသကောင်တိုင်ကန်းဒီတွင်ဆရာတော်ဖရာတတတလို့ဖြစ်ခါမိန်နေတော်သည်ဟဲ့မသိညော့ထွန်းတာလိုက်ပို့လိမ့်မယ်ညနေလာပြီဆရာကြီးတော့ဒီညကြောင်းမှာပဲအိပ်ပါ ကပ္ပယာကြီးကပြောလိုက်သည်ဆရာတော်ဖရာကိုစိတ်ချဟဲ့မတူစေးဆရာကြီးကကြောင်းမှာအိပ်သည်ဒေါ်သိညွန်းကဆရာတော်ဖရာကိုဦးချ၍စိန်အီထွန်းတာတို့နဲ့အိမ်ပြန်လာခဲ့သည် တလန်းလိုစိတ်ထဲမှာတွေးလာသည် ညနေခင်းတည်းကဘုံကြီးကြောင်ထွက်သွားတော့ဦးထွန်မင်းတယောက်ဘေးရောက်နေပါလေအိမ်ရောက်တော့စိန်အေးယောက်ျားဆန်ရွှေကတကားဖွင့်ပေးသည်ဒေါ်တန်ညွန်းသည်ဘာမှမပြောအိတ်ခမ်းထဲကိုဝင်လာသည်အိတ်ခမ်းထဲဂရင်ပေါ်မှာဦးထွန်မင်းကအိပ်ပျော်နေပုံရသည်နောက်နေ့နည်းနည်းတွင်လေဒေါ်တင်ညွန့်ဘာမှမမေးတော့သူ့ပုံမှန်အလုပ်ကိုပဲလုပ်သည်ဆန်ရွှေအပြော်တော့ထိုညားကဒေါ်တင်ညွန့်တို့မရောက်လာခင် တနားရီလောက်ဆော်၍ဥထုံမင်းပြန်ရောက်လာသည်ဆိုသည်ကြောင်မကပ္ပယာကြီးမှားသည့်အတိုင်းသာဒတ်စာဆွဟင်းများချက်ပိုးဒီမှာဒေါ်တင်ညော့ဖြစ်သည်ရွာကလူကြီးများက ကြောင်မစီဝေး၍ဆရာတော်ဘုရားကိုရန်ကုန်ပို့၍စေကုသင့်မကုသင့်အတိုင်းမင်းနေကြစမှာပင် နောက်နေ့မှာဆရာတော်ဘုရားကြီးပြန်လွန်တော်မူသည်ငွေရေးကြီးရေးထဲဝင်၍ဒေါ်တင်ညွန့်ကချက်ရေးပြုတ်ရေးအလုပ်တင်နေမှာအာဥထုံမင်းကကျောင်းမှာအိပ်၍ ဆရာတော်ဘုရားသာဗနာမိသကြိုသည်အထိလှုပ်ပေးသည် ဖုံတော်ကြီးသာဗနာပြီးတော့ဥထုံးမင်းအိမ်ပြန်မလာပါဒေါ်တင်ညွန်ကအရက်လဲမလဲတဲ့စကားလဲများများမပြော အလုတ်ကိုသာဆယ်ဆက်တလို့လှုပ်တတ်သူတာရုစီစားစရာတောက်စရာများကိုဘာကြီးကွန်နဲ့ပို့ခိုင်းသည်တနေ့တော့ကပိယဘာကြီးပုံရောက်လာသည်ဒေါ်တင်ညွန်ကကွန်လက်ဖက်များနဲ့ဧကန်သည်ငါတူမလဲ ဆရာတော်ဖျားကြီးဝေယဝစ္စနဲ့ပင်မနေပြီ မင်ဝတရားကြည်ပါတယ်တဖဲမြုံရင်ဗာကြီးပုံကစကားဆသည်ဗာကြီးပုံလာတာကိစ္စရှိလို့ဒီကိစ္စကို မသိညွန့်သိပြီးဖြစ်တယ်လို့ဗာကြီးပုံယူဆတယ်မင်းဟာလိမ္မာပါနဲ့တဲမင်းကလေးပဲဒေါ်သိညွန့်နားလဲပါတယ်ဗာကြီးပုံဗာပြောမိကိုလည်းသူကြိုတင် တွေးထားမိပြီးသားပါဗာကြီးပုံက သူ့ကိုငယ်တုန်းကလို့ခေါ်သည် မင်းကလေးတဲ့ သူမိန်ကလေးမဟုတ်တော့ပါအိမ်အောင်ကိုလင်းနဲ့အတူဦးစည်းလာခဲ့တော့ကလေး၃ယောက်အမိမိမကြီးဖြစ်လာခဲ့ပြီဒီရွာလေးတစ်ထွာလောက်မှာစိတ်ွယ်ရာဆိုတာရှိသေးမှာမဟုတ်သို့တော့သူကမတည်သလိုအိန္ဒြေမပြတ်နေသည်မောင်ထိုးမင်းကသူ့ရာတင်ရတိုက်တာတွေကိုလိုချင်နေလေမင်းကြိုက်တယ်လို့ခွဲပေဖို့ဘာကြီးကိုပြောခိုင်းတာဘာကြီးကိုခွင့်လွတ်ပါ နေတိုင်းလိုဖုန်ကြီးเจ้าကိုလာတာတော့အမှန်နေဖုန်ကြီးကိုဦးချ စကားနည်းနည်းပါးပါးပြောပြီးကျောင်းတော်ဘက်အရက်ထဲကိုထွက်သွားတာပဲ။ဘာကြီးကဆုံးမပါသေးတယ်။ဘာကြီးမှာအပြစ်မရှိပါဘူး။ဒေါ်တင်ညွန်ကအေးအေးဆေးဆေးပြီးပြန်ပြောလိုက်၍စကားလှမ်းသိမ်းလိုက်သည်။သူကြိုက်တယ်လို့ကျမစီစဉ်ပေးပါမယ်။ဒါပေမဲ့ကျမသားကြီးထွန်းရွှေအောင်ဒီနှစ်၁၀တန်းမှာသူစံမေးပွဲပြီးမှပဲအားလုံးစီစဉ်ပေးပါမယ်။အခုတောင်ကလေးတွေကဖေဖေပါလို့မလာလဲလို့မေးတယ်။ ကျမကတည့်ရတော့မှဆန်စက်တယ်မှာမို့အလုရှုံနေတယ်လို့ပဲပြောထားတယ်။တာကြီးဆက်မေးဝဲပြီးလို့ပြန်လာတော့တာကြီးနဲ့တိုင်မင်းပြီးကျမအားလုံးစီစဉ်ပေးမယ်လို့ပြောလိုက်ပါ။ဘာကြီးပုံမှာအပြစ်မရှိပါဘူး။ဒေါ်တင်ညော့စကားဆုံးမှဘာကြီးပုံနှုတ်ဆက်ကပြန်လာခဲ့သည်။ဒေါ်တင်ညော့သည်စိန်အီကိုလှုတ်ခါဘာကြီးကွန်းနှင့်ဒေါ်လီညွတ်တို့ကိုခေါ်ခိုင်းလိုက်သည်။ဒွေလီညွတ်တယောက်ပဲရောက်လာသည်။ဘာကြီးကွန်းကကြက်တညင်သွားနေ၍မလာနိုင်ပါ။ ဒေါ်သိညွန်းကကပိယကြီးဘာကြီးပုံလာသည့်ကိစ္စကို ပြောပြသည်ဒေါ်လီညွန်းကကွန်းရဝါရင်စကားဆက်ပြောသည်မတင်ဒွေလေးတို့စီလာမလားလို့ဒွေလေးလည်းစောင့်နေပါတယ်ကိုဖိုးကွန်းကမောင်ထိုးမင်းတဲ့င်းကိုကြားတာကြားပြီးဒွေလေးကပြောတဲ့မပြောတဲ့စဉ်းစားနေတာကိုဖိုးကွန်းကမတင်ကိုသာမပြောတာမောင်ထိုးမင်းကိုတွေ့ပြီးအမျိုးမျိုးဖြောင်းဖြားတယ်မရဘူးကိုဖိုးကွန်းကတော့မတင်ဟာသူ့ညမာကမွေးတဲ့ ။သူသိချစ်တဲ့တယောက်တည်းတူမှာဆိုပြီးစိတ်မကောင်းဖြစ်နေတယ်။စိတ်မကောင်းမဖြစ်ပါနဲ့တွေးလီ။သူ့အကြောင်းနဲ့သူပေါ့။ကျမမှာကလေးတွေရှိသေးတယ်။ตาကြီးဒီနေ့စေတန်းအောင်ပါပါ။ตาကြီးဆံမေဝဲပြီးမှဒီကိစ္စကိုအတိပေးပြီးရှင်းလင်းပါမယ်။ကျမမှာမိဘပေးထားတဲ့အမွေလက်ဝက်လက်စားရှိတယ်။ဒီအိမ်ကအဖေတို့အမေတို့အိမ်။ဒါတွေတော့ကျမပိုင်မှမပေးနိုင်ဘူး။သူနဲ့လက်ထက်ပွားစပားအယောင်းဝယ်လုပ်လို့ရတာတွေစရင်ရှိပါတယ်။ငွေလည်းရှိပါတယ်။ ဒါတွေထက်ဝက်ခွဲယူပေါ့ကျမကအိမ်ကိုခြံထားတာကမိဘပိုင်းပစ္စည်းမို့ပါ နောက်ကစပယ်စီလဲလေးလုံးတောင်းမယ်သူ့ကိုပေးခဲ့မယ်ပေးခဲ့မယ်ဆိုတော့ဒေါ်လေးညွန့်ကစကားထောက်လိုက်သည် ကျမသားသမီးတွေနဲ့ရန်ကုန်ပြောင်းတော့မယ်ကလေးတွေနောက်ရေကျူးစားရအောင်မယ်သူနဲ့ဘာမှဆက်လက်ဆက်ဆံမှုမှမရှိပဲဒွေလေးအတိကျမလဲသူနဲ့ဒူးဒူပေါင်းပဲစီးပွားရှာခဲ့တာပါသူကရုပ်ပြပါတကယ်ငွေရေးကြေးရေး စဘာပွဲစားတွေနဲ့ဆက်ဆံရတာကကျမပါဒါတွေမပြောတော့ပါဘူးသူပိုင်ဆိုင်ခွင့်ကိုပေးမယ်ตาကြီးဆက်မီဝဲပြီးရဲ့မတ်လအထီဆောင်ဖို့ထော်လေးတို့ပြောပေးပါตาကြီးဆက်မီဝဲနေချိန်မှာ စိတ်မထိခိုက်စေချင်ဘူးဒေါ်သိညွတ်စကားဆုံးမှပဲဒွေလီညွတ်ပြန်လာခဲ့သည်ထွန်းရွှေအောင်ဆက်မီဝဲပြီး၍ပြန်လာတော့ဒေါ်သိညွတ်ကကိစ္စကို အပြတ်ရှင်းသည်ตาငယ်နေသမီးလက်ကတော့ဘာမှနားမလဲဝင်လဲမမေးရဲ့ ရွာကြီးကို အမှုထား၍လူကြီးဆုံရာစာကျုပ်စာတမ်းနှင့်ပစ္စည်းခွဲဝေက ကွာရှင်ပြဆဲချောင်းလက်မှတ်ထိုးသည်လက်မှတ်ထိုးဘဲသို့ဦးထွန်မင်းမလားသူကိုယ်စားဘာကြီးတယောက်လွတ်လိုက်သည်ဦးမင်းမီဖြစ်သောဦးထွန်မင်းမိဘများကဒီကိစ္စကိုသဘောမတူ၍ဦးထွန်မင်းကိုအဆက်ပြတ်တဲ့အဲ့တယ်များပြန်တော့တာကြီးကသူ့အဖေတွေရတဲ့ရတဲ့ငွေကိုပိုက်ခါကြောင်နောက်ကအိမ်ကိုလိုက်သွားသည် ခနော်ခနဲ့ပြင်တောင်အိမ်လေးမှာဦးထွန်မင်းကို တွေ့ရသည်အိမ်တွင်းမှာလည်းမတမယက်နဲ့မသိမ့်ရသေးသောအိယာတစ်ခုမှာခေါင်းအုံကအစွမရှိ စီကြီးများပေကျန်နေသည်ပြင်တောင်သာဆိုသည် အကာပြင်များကဆွေမြေပေါက်ပြဲနေသည် အဖေဖြစ်သူ နေရသည့်အိမ်ကိုမြင်ရ၍ထွန်းရွှေအောင်ကစိတ်မကောင်းဦးထွန်မင်းကလည်းဘာစကားမှမဆိုငူငူကြီးထိုင်နေသည်အဖေရှိတွင် ကွာရှင်းစာချုပ်နှင့် ငွေတို့ကိုချ၍ထွန်ရွှေအောင်ကကတော့သည်ဒီစာချုပ်နှစ်ခုမှာဖိဖိလက်မှတ်ကိုထိုးလိုက်ပါတခုကျွန်တော်ပြန်ယူသွားမယ်ဦးထွန်မင်းသည်စာချုပ်ကိုလက်မှတ်ထိုးကတခုပြန်ပေးလိုက်သည်ဖိဖိကျွန်တော်ပြန်တော့မယ်ตาကဆိုတော့ဦးထွန်မင်းမျက်လုံးမှာမျက်ရည်ဝေးကခေါင်းငိတ်လိုက်သည်ကိုထွန်ရွှေအောင်တွေ့ရသည် ထွန်ရွှေအောင်သည်ရွာမြောက်ကျောင်းဝင်းနှင့်ဖြတ်ခါပြန်လာရင်စိတ်မကောင်းသူအသက်15နှစ်ရှိသေးသည် ဖေဖေအသက်ရှိလ38နှစ်40အတွင်းမှာပေါ့ဖေဖေနေရတာကလည်းဆင်းရဲလှသည်ဟေးထွန်းရွှေအောင်မဝေးမူလားကပိယဘာကြီးပုံကဇယဝါကလှမ်းခေါ်သည်ဇယက်အဝင်နဖူးစည်းမှာကြောင်းတကာဥထုံမင်းကြောင်းတရကမှဒေါ်သိညွတ်ကောင်းမှုဟူ၍ရေထိုးသာသောဆိုင်ပုတ်မြင်ရတော့ထွန်းရွှေအောင်ရင်ထဲနှင့်သွားသည်ထိုင်ဦးလေကွာမနေ့စွန်ကြွေးတကူစီစဉ်စရာရှိလို့ဇယက်မှာလာလုံနေတာ เจ้าบ่เลยตั้วบ่าวล่ะอุบัตินี้ရှိတယ်ဆရာတော်ဘုရားကြီးပြန်လွန်တော်မူပြီးမှဥပ္ပန်นี้ကเจ้าနိုင်ဖြစ်လာရသည်မတော်ချင်တော့ပါဘူးဗျာဖေဖေနဲ့မေမေအတူလက်တွဲလှူခဲ့တာတွေဘာမှမမြင်ချင်တော့ဘူးထွန်းရွှေအောင်ကဇီယကပြင်းမှာဝင်ထိုင်လိုက်သည်ဘာကြီးပုံကအနားမှာထိုင်ရင်မင်းထွန်းမင်းအင်ကပြန်လာတာလားဟုမေးလိုက်သည်ဟုတ်တယ်စိတ်မချမ်းသာစရာပါဗျာအေးလေဒီလိုပေါ့ ဒီသူငယ်မလေးနဲ့မိဘတွေကစပားယိုကပြောင်းလာတာဒီတငယ်မက ရှိလာအသက်20ပေါစပားယိုမှာတကြီးသားနဲ့ဖြစ်တာတကြီးကမကြည်နဲ့လို့နှင်ထုတ်လိုက်တာတဲ့ငါကအเจ้าကိုမောင်းထုံးမင်းလာဆရာတော်ဦးချပြီးအเจ้าနောက်ဘက်ဝင်းပေါက်ကနေထွက်ထွက်သွားတာနေစဉ်လိုပဲမြင်နေကြနောက်ဘက်ပိုင်းကတကာတွေကတော့ပြောတော့ပြောသားမဆက်စုကျင်တာနဲ့ဘာကြီးပုံကဘာမှမပြောဘူးဘာကြီးပုံကလည်းကိုเจ้าတကာတွေလည်းဖြစ်တယ်တော်သမီးလိုနေတာ ဆုံးမတဲ့အနေနဲ့တော့ပြောတင်တာပေါ့ထွန်းရွှေအောင်က ပြောလိုက်သည်နောက်တော့ပြောပါတယ်ပြောတော့อืมသူပြန်ပြောတာက သူကပါဖောင်ဖောင်ကြိုက်တဲ့တည်းဒီတငယ်မကိုမင်းမြင်ဘူးလားဘာကြီးပုံကလည်းကျွန်တော်ကမြောင်းမြမှာအနေများတာဖေဖေချီလန်းပြက်တာလဲမိမိကမပြောအေးငါတခါမြင်ဘူးတယ်အသက်20ကျော်ဆိုတော့ဝါဝတိုးတိုးဖြူဖြူလေးပဲပါလေဖောင်းပါပေါ့ငါတော့မျက်နှာကိုစစ်စစ်မကြည့်ရဲပါဘူး မသိန်းကအခုတလောပိန်နေလေအလုတ်ကလည်းများတခါမှမသိန်းအလုံးနဲ့လည်းပြတ်တယ်မရှိဘူးအဲ့ဒါမင်းအဖေကပြောတယ်ယောက်ျားတယောက်ဟာသူ့စီဘွားသူ့ရှာပြီးနေနိုင်တယ်လက်ရှိမိမပါပိန်လာရင် သူကြိုက်တဲ့ပါဖောင်ဖောင်မိမကိုယူပိုင်ခွင့်ရှိတဲ့နေပါဦးပါကြီးပုံရင်ပါဖောင်လို့ပဲယူယူပိန်လို့ပဲယူယူတကယ်ဆိုအင်ဒရီမပြတ်နေသွားရင်ရသားနဲ့ဖေဖေလောက်တာမိသားစုကြီးပြိုကွဲရတယ်ထွန်းရွှေအောင်က စိတ်မသက်သာစွာပြောသည်အေးမင်းဖေဖေငါ့ကိုပစ္စည်းစကားလာပြောခိုင်းတော့ငါမင်းပြောသလိုပြောပြပါတယ်သူကောင်မလေးကကွာရှင်းပြစဲမှသူကယူနိုင်မယ်လို့ပြောလို့တဲ့သူကလုတ်တာဩဖေဖေဒီမိမကအတော်လွှမ်းမိုးနိုင်တာပဲနော်ပါဖောင်းလို့ပေါ့ဟုတ်လားပါကြီးပုံတော်ပါတော့ကွာကဲကျွန်တော်လည်းကတော့ခဲ့ပါတယ်မမေနဲ့ဝိုင်းကူလို့ရအောင်မယ်ဒီတစ်ပတ်အတွင်းမမေကရန်ကုန်ကိုအပြီးပြောင်းမှာ မြန်လာကြည်လားဘာကြီးပုံတို့ဒွေလေးညွန့်တို့လာပြောကြတယ်ရမေမေရအားလုံးစီမံထားတာငါသားတွေနောင်ရရှိသေးတယ်တဲ့သွားမယ်နော်ဘာကြီးပုံ ထွန်ရွှေအောင်ကဘာကြီးပုံကိုကတော့ကပြန်လာခဲ့သည်ထိုကလေးကတရက်တော်ရွာကိုဒေါ်တင်ညော့ချီဦးမလဲတော့ပါဝါစုကထိန်တို့နဲ့ကြောင်းအတွေ့လိုအပ်သမျှဘာကြီးကွန်ဒွေလေးညွန့်တို့မှာတဆင့်ငွေကြီးပို့ကလှူဒန်းသည် လေမရသောစဘာကိုလည်းကြောင်းအတွေလူတလောက်ဆန်ခွဲ၍လူသည်တားငေထွန်းငွေဆောင်နှင့်တမီလက်တင်းဖြူဝင်းတို့ပင်အိမ်နောင်ကြကအစိုးရဝန်ထမ်းများအနေနဲ့နေပြောင်းသွားပြီတာကြီးကအင်ဂျင်နီယာဆိုပေမဲ့အစိုးရအလုပ်ဝင်မလို့ထိုစဉ်ကဆောက်လုပ်ရေးများခေစားနေခြင်းဖြစ်၍ကိုပိုင်ဆောက်လုပ်ရေးကုမ္ပဏီထူထောင်ကဒေါ်သိန်းညွန့်နဲ့အတူနေသည်အင်းစိန်ဘက်မှဒေါ်သိန်းညွန့်ကဧကဝက်လောက်ကျဲသောခြံမှာ တိုက်ခိုင်နှစ်ထပ်အိမ်လေးစောင့်နေသည်တရတော်ရွာအိမ်ကြီးလောက်မကျဲဝင်းပေမင်းရန်ကုန်အိမ်များထက်စာရင်တော့သူတို့အိမ်သည်အပေါ်အိခန်းနှခန်းအောက်အိခန်းနှခန်းပါဝင်ကားအပေါ်မှာဖျားကန်အောက်မှာဧကန်ပါသေးသည်မြေများကလည်းကျူရှင်တက်သွား၍အိမ်က တိတ်နေသည် သူသည်ပဒင်းမှမျက်နှာခွာလိုက်သည် မမီးထမင်းစားရအောင်လေချွေမဖြစ်သူကအခန်းထဲဝင်လာကခေါ်လိုက်သည် စားတာပေါ့ခဏနေရော မြဆန်ကိုခေါ်ပြီးအောက်ထပ်မှာကရင်ဆင်ခိုက်ထားတာပြီးပလားပြီးပါပြီရော့တော့ယူဒီဘီရိုမှာချက်နှောင်ရောခေါင်းအုံးနဲ့ဆောင်နေပါယူသွားမွေရကအောက်ထပ်မှာတခါတည်းပြင်ထားလိုက်တော့မနေ့ကထွန်းရွှေအောင်တို့နက်ဖြန်ရောက်မယ်လို့လူဂျုံလာပြောတယ်ချွေမလေးဝေဝေးသည်တော်ယူကဒေါ်သိန်းညော့ပြောသည့်အတိုင်းလှုပ်သည်ตาကြီးထွန်းရွှေအောင်သည်တခြားကလေးများလို့မဟုတ်မကြာခဏဆိုသလိုတည့်ရတော်ရွာကိုပြန်ကအဖေကိုကြည့်သည် ယခုလေအဖေကိုခေါ်လာခဲ့မေတဲ့။တာကြီးဆန္နာကိုဒေါ်သိညွန်ကဘာမှမပြောလက်ခံလိုက်ပါသည်။နောက်နေ့ထွန်းရွှေအောင်တို့သားဖရောက်ချင်းတွင်ဒေါ်သိညွန်သည်အပေါ်ဒတ်ဖျားခံမှမထွေ။ထွန်းရွှေအောင်သည်ဒရိုင်ဘာများဆန်သူစနီဝဝင်းနှင့်အတူဦးထွန်းမင်းကိုအိခန်းထဲတွေးခေါ်ကကရင်ပေါ်တိတ်လိုက်သည်။ဦးထွန်းမင်းသည်ခြေနောက်အဖြူအမိုးကိုကြည်လိုက်သည်။ခေါင်းအုံးဖြူဖြူအီအီက ပြုံးနံမှွေ၍အယက်ခင်ကဖြူစင်တန်ရှင်းနေသည်မနေ့ကလေးကမမေရကရင်ပြင်ခိုင်းထားတာချွေမဝေဝေကယခုမှမြင်ဘူးသောယောက်ခမကိုပြောလိုက်သည်ငါကြိုက်တာတွေမတင်သိနေသေးသားပဲဥထုံမင်းကအတန်တဲတဲနေဆိုသည်ယခုမှထွန်ရွှေအောင်မအဖေကိုမြဆန်နေအတူရေဘက်တိုက်အဝစ်လေတန်းစင်ပေးကထမင်းကျွေ၍တိတ်ထားသည်သူစိတ်ချမ်းသာသွားပါပြီ။ တရတော်အိမ်မှာအဖေအိယာကအခင်းမရှိခေါင်းအိုးမှာစီချေးတွေနေအိမ်ကတက်သားအိမ်ပြင်ရွေးသာစောက်ထားသည်ဘာမှတသက်ရရမရှိ အများပြောစကားအရာအိမ်ကိုပြင်ဆောက်စဘာအယောင်းဝဲလှုပ်ရင်မှကလေးသုံးယောက်ရပြီးဦးထွန်းမင်းသွေဝမ်းဒူလာဖြစ်ကအိယာဘောလဲသည်ဆိုသည်ဇနီးငယ်မကျင်ရွှေကငွေရင်းယူပါ ုံမငီမြောင်များတို့တို့ခရီးထွက်ခါဂုံကူးရင်မှယခု ပြန်မလာတာ၃လလောက်ရှိပြီဆိုသည် အဖေကို ထမင်းကြွေမည်သူမရှိကလေးအကြီးစောထွန်းကကပ္ပိယာကြီးစီထမင်းသွားတောင်းပေးရတဲ့အဖေဖြစ်ကဆိုးလိုက်တာ အကြီးကောင်လေးက၉နှစ်ရှိပြီကြောင်မသွားပဲဖုန်ကြီးကြောင်မှစာသင်ရင်ကပ္ပိယာကြီးကထမင်းကြွေးသည်အငယ်မလေးနှစ်ယောက်ပဲအဖေနာမှာရှိသည်အဖေအိမ်နေစဉ်ထွန်းရွှေအောင်ကစိုက်ကြည့်နေမိသည် ရေချိုးပြီးစသူပစူအင်ကြီးများကိုလဲပေးထားသည်အဖေပိန်လွန်၍အိယာပေါ်အယိုးယုတ်လေးတင်ထားသလိုပါပဲမြက်တွင်းကဟောက်ပဲ့ပါကခြံဝင်နေသည်ယခုတော့နစ်နစ်ချိုက်ချိုက်အိမ်နေပုံရသည် ထွန်ရွှေအောင်သည်မိမိရှိရာအပေါ်ဓာတ်သို့တက်လာသည်ဒေါ်တင်ညွန့်သည်ပဒင်နာမှာပဲထိုင်နေစေမိမိထမင်းလဲစင်မစားဘူးထွန်ရွှေအောင်ကပြောကမိမိခြေရင်းတွင်ထိုင်ချသည် ဝေဝေမမိကိုထမင်းလာပို့ပါတယ်။ဒေါ်သိညွန်ကဖြေလိုက်ဤ။ဖဖေကိုလာကြည့်ပါအောင်လား။ထွန်းရွှေအောင်ကမရေတရေဆိုသည်။အာလုံးပြည့်စုံပြီပဲ။မမေလာကြည့်ဖို့လိုသေးလား။လိုတာပေါ့မမေ။ဖဖေအတွက်တကယ်တော့မမေဟာအလိုအဆုံးပါ။ဒေါ်သိညွန်ကမေပြုံပြုံလိုက်သည်။တော်ပါတော့သား။ဟုဆိုကခေါင်းကိုပုတ်လိုက်သည်။တခုလေပြရအောင်မေ။ဝေဝေခေါ်ခဲ့ ်ထွန်ရွှေအောင်ကလမ်းပြော၍ဝဝေကကလေး၃ယောက်နှင့်အတူဝင်လာခဲ့သည်အကြီးဆုံးသားလေးပဲဖြူသည်ကြံနေရောက်မိန်းကလေးများကညူညူပိန်ပိန်လေးတွေသူတို့ကိုရေချိုးပေးပြီးဖူးချိုတို့ဣဆန်တို့အဝတ်တွေလဲပေးထားတာကဲလာလာသားတို့သမီးတို့မမေကြီးကိုကတော့ကလေးများသည်တစုံတရာကြောက်ရွံ့သလိုမျက်နှာသေးလေးတွေနဲ့ကြံပေါ်ထိုင်ချကဒေါ်တင်ညွန့်ကိုကတော့သည်ဒေါ်တင်ညွန့်က ကလေးများကိုစိစိကြည့်နေသည် အဟာရမပြေဆုံးသော ကလေးတို့ထုံးစံအတိုင်းပိန်ချီချီနှင့်မျက်နှာလေးများကညှိုးငယ်နေသည်စီကင်းသောသပင်စုပ်ဖွားလေးများနှင့်သူတို့ကဒေါ်သိန်းညွန့်ကမေးသည်ဖဖရဲ့ကလေးတွေထုံးရွှေအောင်ကဖြည်သည်သူတို့မေရောရွာကိုပြန်မလာတာ၃လလောက်ရှိပြီတဲ့ဒေါ်သိန်းညွန့်ကတပြင်းချလိုက်၍ကဲဝေဝေအောက်ဘက်ကမှသူတို့အတွက်နေရာလုပ်ပေးလိုက်ပါဟုဒါပဲပြောသည် မမေလဲဖဖေကိုစင့်ကြည့်အောင်လေထွန်းရွှေအောင်ကဆိုပြန်သည်မမေလာကြည့်မင်းဒါပေမဲ့မမေကိုသူမမြင်စေချင်ဘူးဒါတခုသားလိုက်ရောပါဒေါ်သိညွန်ကအများကြီးလိုက်ရောထားပြီးဖြစ်၍ထွန်းရွှေအောင်သည်နောက်ထပ်မိခင်ဖြစ်သူထံမှမတောင်းဆိုတော့ပါ အောက်ထပ်ကိုထွန်းရွှေအောင်ဆင်သွားလင်အဖေဖြစ်သူနိုးနေ၍နေလေကော်ဖီနဲ့မို့ဝေဝေနဲ့မြားဆန်ကတိုက်ထားသည် အယိုးပေါ်အေးတင်ဆိုသလိုမလုံနိုင်သောဦးထွန်းမင်းသည်ရောက်စကအတန်တဲတဲမှယခုတော့အတန်ထွက်လာသည်ဦးထွန်းမင်းကိုမှီထားရမှမွရဘော်ကိုမြဆန်ကလှဲပေးလိုက်သည်ကဲဖေဖေလူဟာဦးလာရင် အာဟာရစေဝါလိုတာပဲဒါတွေကောင်းကောင်းစားနိုင်ရင်ကျမကြီးကစိုးရင်စရာမလိုဘူးဖေဖေရဲ့သွေးဝမ်းသွားတဲ့ယောဂါကိုလည်းနှစ်ဖြန်ကျွန်တော်ဆရာဝန်နဲ့ပြမယ်စေးုံတက်တင်လက်တက်အိမ်မှာကုရမယ်ဆိုလဲကုပေါ့ထွန်းရွှေအောင်က ဖခင်ကရင်ဘေးမှထိုင်ရင်းပြောလိုက်သည်ဦးထွန်းမင်းသည်တစုံတရာကိုစဉ်းစားနေပုံရသည် အခန်းဝါမှာရက်ကြည့်နေသောဒေါ်တင်ညွန်ကဦးထွန်းမင်းမမြင်အောင် ဖြင်းညင်းစွာရှောက်လာ၍ကောင်းရင်ဘက်ခလန်လန်းရှိဘီရိုဘေးမှရက်နေသည်အေးပေါ်ကျေးဇူးတင်ပါတယ်ငါကျင်ရွှေကိုစဉ်းစားနေတာ ထွန်းရွှေအောင်ကဘာမှမပြောမင်းရွာရောက်တော့ကျင်ရွှေအကြောင်းဘာကြလဲဦးထွန်းမင်းကမေးသည် မကြားပါဘူး ကျွန်တော်လည်းမစုံစမ်းဘူး။ငါအံ့ဩတယ်။မသိန်းကို꽈ပြီးမှယူနိုင်မယ်ဆိုလို့ငါ꽈ပြီးတယ်။အိမ်ကိုပြင်ဆောက်ပေးပါဆိုလို့စောက်ပြီးတယ်။သူ့မိဘနှစ်ယောက်လုံးဒီအိမ်ပေါ်မှာဆုံးသွားကြတာငါတကြူပြီးတယ်။ကလေးသုံးယောက်ရတဲ့အထိငါရှာကျွေးတာပဲ။ခုမှယောဂရလို့ငါလဲသွားတာ။သူဘာဖြစ်လို့ထွက်သွားတာလဲ။မပြတ်နိုင်တော့တန်ရုံးစင်နဲ့မင်းနေသည်။ထွန်ရွှေအောင်စင်စားပြီးမှဖြည်သည်။ ဖေဖေယူတော့ကမတ်ကျင်ရွှေကအသက်20ပဲရှိသေးတယ်ဆိုကျွန်တော်နဲ့၃နှစ်ပဲကွာတယ်ဖေဖေသမီးအရွယ်လောက်ရှိတာအခုကလေး၃ယောက်အမေဆိုပေမဲ့အသက်30လောက်ရှိမှာတားကိုကပ္ပိယကြီးဗာကြီးပုံကပြောတယ်ဖေဖေကပါဖောင်းဖောင်းမှကြိုက်တယ်ဆိုမိမိရဲ့ပါးတွေကပိန်သွားပြီယောက်ျားတစ်ယောက်ဟာကိုစီပွားကိုရှာစားနေတာသူနှစ်သက်ရာခံစားပိုင်ခွင့်ရှိတယ်လို့ဖေဖေပြောတယ်ဆိုဟုတ်တယ်မတ်ကျင်ရွှေပါးတွေကဖောင်းနေသေးတော့လေ သူလည်းဖေဖေကြိုက်တယ်လို့ပဲပါဖုံးဖုံးကိုပဲကြိုက်တော့ပါဖုံးတဲ့သူကိုရှားနေတယ်ထင်ပါရဲ့ဖေဖေပါတွေကိုကင်ကြည့်ပါဦးသားလို့သူကဖားခင်လက်ကိုကင်၍ပါကိုထိပေးနေစဉ်ဒေါ်တင်ညွန့်သည် ခြေပြားထောက်ခါအခန်းပြင်ထွက်သွား၍ဧကန်မှာထိုင်နေသည် ထွန်းရွှေအောင်ကနောက်မှလိုက်သွားသည်ထွန်းရွှေအောင်သည်မိခင်ကလက်ထိုင်ရှေ့မှထိုင်ရင်းဒေါ်တင်ညွန့်လက်ဖျားများကိုဖြင်းင်းစွာစုံနေပြီးရင်အမေစိတ်သက်သာအောင်လုပ်နေသည် မမေဘာတောင်းဆိုမလို့လဲမတောင်းဆိုပါဘူးမမေလိုက်ရောတာလိုအပ်တာတည်းပိုးနေပါပြီတကယ်လေထွန်းရွှေအောင်ကမိခင်ကိုကျေစုတင်နေသည်သူရွာတစ်ခေါက်သွားစဉ်သွေဝမ်းဒူလာနှင့်အိယာဘောလဲနေသောဖခင်ကို တွေ့ရကလေးကစိတ်မကောင်း၍အိမ်ခေါ်ကုသရန်အမေကို တောင်းဆိုခဲ့သည် မမေကရှော့ရှော့ရှူရှူ ခွင့်ပြုခဲ့ပြီပဲနောက်ထပ်မမေကိုဘာမှမတောင်းဆိုလိုတော့ပါ ပါတခုနားလေထားစေခြင်းနဲ့ဒေါ်သိညွန်စကားဆလာ၍ထွန်းရွှေအောင်ကစိတ်ဝင်စားလာသည်ကိုထွန်းမင်းနဲ့မေမေဟာအရင်ကလင်မယား꽌ရှင်းပြက်စဲပြီးတော့မေမေဟာကိုထွန်းမင်းရဲ့ဇနီးမယားမဟုတ်တော့ဘူးအခုသားဖေဖေကိုလက်ခံထားတာမယားတယောက်ကလင်တယောက်ကိုလက်ခံထားတဲ့အနေနဲ့ထားတာမဟုတ်ဘူးပြတ်သားသောဒေါ်သိညွန်စကားကိုထွန်းရွှေအောင်ကဆက်နားထောင်နေသည်မေမေတို့ကအမျိုးသမီး အမျိုးသမီးတိုင်းမှာမိခင်စိတ်မိခင်မေတ္တာဆိုတာရှိတယ်မိခင်မေတ္တာနဲ့လူလူချင်းစာနာတဲ့သဘောတရဝါတယောက်အသက်ကိုကဲတင်တဲ့သဘောနဲ့မိမိလက်ခံတာကလေးသုံးယောက်ကိုလည်းမိမိမြေဖိုးချိုနဲ့ဣဆန်တို့နဲ့စာနာပြီးမိခင်ပြက်သွားပြီးခုခိုးရမယ်ကလေးတွေအနေနဲ့လက်ခံတာဆိုတော့တာနာလေထားပါတာနာလေပါတယ်မိမိထွန်ရွှေအောင်သည်မိခင်လက်ကိုမျက်နာအပ်ခါမိခင်မြေတာကိုနားလေတော့အဖျင်း ကြည်ကွဲဝမ်းနည်းစွာငိုရှိုက်နေမိသည်မိမိစိတ်ထားကိုသူသဘောပေါက်ပါသည်ဆီယာမကြီးခင်းင်းယူရေးသားထားတဲ့ပါဖောင်ဖောင်ပြတနာဆိုတဲ့ဝိထုထူလေးကတော့ ဒီတွင်ပဲပြီးဆုံးသွားခဲ့ပါပြီ။နားဆင်ပေးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရွှင်လန်းကြပါသည်ရှင်။